Hello. အားလုံးမင်္ဂလာပါရှင်။ Lily True Dermatologist Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါ။အရေပြားထူးထူးဆရာဝန်ပါ။ Skin barrier လို့ပြောလိုက်လို့ရှိရင်ကြတော့ဒီမျက်နှာအရေပြားကိုပဲမမြင်နဲ့နော်။ခန္ဓာကိုယ်တစ်ကိုယ်လုံးကလည်းအရေပြားတွေရှိတယ်။အဲ့တော့ဘယ်အရေပြားကိုပဲဖြစ်ဖြစ်အဲ့ Skin barrier ဆိုတာရှိတယ်လေ။ပြင်ပရဲ့ဒဏ်ကိုပေါ့နေဒဏ်လေဒဏ်ရာသီဥတုဒဏ်ကိုခံနိုင်အောင်အဲ့အပေါ်ရင်အရေပြားအလွှာလေးပေါ့အဲ့ဒီဟာလေးကပြက်သွားလို့ရှင်ဘာပြက်တက်လဲဆိုရင်ရှားတာရဲတာတစ်ခုခုနဲ့မတည့်တာခဏခဏဓာတ်မတည့်တာတွေအဲ့လိုတွေဖြစ်တတ်တယ် ပြီးရင်အပေါ်ရန်အရေကုန်လေးကလည်းခြောက်ပြီးတော့ပွာတက်တာပေါ့နော်အရေကုန်လေးတွေလန်တယ်လို့လေးဖြစ်တတ်တယ် skin barrier လေးကောင်းဖို့အတွက်ဆိုလို့ရှိရင်ပုံမှန်လုပ်နေကြ basic skin care တွေတခြားလုပ်ရပါမယ်နော် basic skin care ဆိုတာ cleansing လုပ်မယ်မျက်နှာသစ်မယ်ပေါ့ပြီးရင် moisturizer လုပ်မယ် sunscreen တွေလုပ်မယ်နော်အဲ့ဒီဟာ basic skin care ပဲအဲ့ဒီဟာကိုမှထပ်ပြီးတော့ကိုကတစ်ဆင့်ထပ်ပြီးလှုပ်ချင်တယ်ဆိုထိုနာလိမ့်တာတော့ serum လိမ့်တာတော့အဲ့ဒါကြီးလိမ့်လို့ရတယ်ပေါ့နော်အဲ့ဒီထိုနာနဲ့ serum ကမလင်းကျင်လဲရသေးတယ် user skin ခဲ့ရကြတော့၃မျိုးပဲပေါ့ cleansing လုပ်မယ် moisturizer လုပ်မယ် sunscreen နဲ့သုံးမယ်နော် cleansing လုပ်တဲ့အခါကျလို့ရှင်လဲ gentle cleanser ပဲသုံးမယ်ပြီးရင်ရေဓာတ်အဆို့ဓာတ်ဖြည့်ဖို့အတွက် moisturizer သုံးတာမလားအဲ့တော့ moisturizing lotion type လေးကိုသုံးပေါ့နော်အရန်အစီပြန်တဲ့သူတွေကြတော့လဲ gel သုံးချင်သုံးပေါ့ဒါမှကျမကတော့ immersion သုံးမဟုတ် lotion အဲ့လောက်လေးကိုကြိုက်တယ်အဲအသားချောက်တတ်တဲ့သူတွေအတွက်ကြတော့ခရင်သုံးပေါ့နော် moisturizing cream လေးတွေသုံးမယ် ပြီးရင်အဲ့ထဲမှာဘာပါရာရွေးမလဲဆိုရင် ceramide တို့ glycerin တို့ hyaluronic acid တို့အဲ့ဒါဆိုလို့ရှင်တို့ကရေဓာတ်အဆူဓာတ်သိစရာပေးတယ်ပေါ့နော်ပြီးရင် sunscreen နဲ့လုပ်မယ် sunscreen ကလည်း SPF က more than 30%ပေါ့နော်ပြီးရင် broad spectrum ဆို UVA ရော UVB ရောကောက်ရတာပိုကောင်းတာပေါ့နော်ပြီးရင်အဲ့ဒီဟာမှပို့ပြီးတော့ water resistance ဆိုတာရေတွေချွေးတွေဒဏ်ကိုခံနိုင်အောင်လုပ်လို့ water resistance ဆိုရင်ပိုကောင်းတယ်ရေဆိုရင်လည်းမပြတ်ဘူးပေါ့နော်အဲ့ဒါပေါ့ ပြီးရင်အဲ့ဒီ sunscreen နဲ့လုပ်လို့ရှင်တော့နှစ်နာရီတစ်ခါလိမ့်ပေးရမယ်ပေါ့နော်ပြီးတော့ဒီ skin care တွေလုပ်နေရတာနဲ့နော်နေရောင်ကြီးထွက်လို့ထွက်တဲ့အချိန်ကြလို့ရှင်လေလက်ရှည်ဝတ်တာတို့အဲမျက်မှန်နေကမျက်မှန်တက်တာတို့ပြီးရင်အုတ်ထုတ်ဆောင်တာထိဆောင်တာတို့အဲ့ဒါတွေလည်းလုပ်ပေးရတယ်မှမို့ဆိုလို့ရှင်နေရောင်ဓာတ်ရိုက်ထိလို့ရှင်ခုနဟာတွေကတိတ်ပြီးတော့မကကွယ်ပေးနိုင်သေးဘူးပြန်ရေပြားအထက်ထက်အလွှာလေးတွေနဲ့ဖွဲ့စည်းထားတာဆိုတော့တစ်ခါတလေကြာလို့ရှိရင် exfoliate လုပ်တာကောင်းတယ် exfoliate ဆိုတာကကြတော့အပေါ်ရန်ဂျေးချွတ်တလို့ပဲပေါ့နော်အရေပြားအလွှာလေးတွေဖွဲ့စည်းထားတာအဲတဖြည်းဖြည်းနဲ့အိုဟောင်းလာတဲ့ရေကုန်လေးတွေကအပေါ်မှာအစ်စ်အစ်စ်ဆဲလေးတွေအဟောင်းအဟောင်းပေါ့နော်အပေါ်အပေါ်ရောက်လေလေဟောင်းလေအစ်စ်တွေအောက်ကထွက်လာလေအပေါ်ရောက်လေဟောင်းလေအဲ့ဒီဟောင်းမှာအဲ exfoliate လုပ်တယ်ဆိုတော့ဂျေးချွတ်လိုက်တယ်ပေါ့နော်အဲ့တော့ဂျေးချွတ်လိုက်တာတစ်ခါတလေလုပ်တာကောင်းတယ် over exfoliate တော့မလုပ်နဲ့အဲခဏခဏလုပ်တာပေါ့နော် လို့ exfoliate ခဏခဏလုပ်လို့ရှင်ရှင်ကြတော့သူကအပေါ် skin barrier လေးပျက်စီးသွားတယ် exfoliate လုပ်တယ်ဆိုတာခြေချွတ်တယ်လို့နော်ခုနလွယ်လွယ်ကူကူလေးပြောလိုက်တာပေါ့အဲခြေချွတ်တဲ့အခါမှာဘာတွေသုံးပြီးတော့လုပ်ကြလဲဆိုရင်အဲတချို့တွေကကြတော့ scrub တိုက်တာလုပ်ကြတယ်နော် body scrub တွေအဲ face scrub တွေအဲတိုက်ကြတယ်အဲအဲ့ဒါဆိုလို့ရှင်လေနှစ်ပတ်တစ်ခါလောက်မှပဲလုပ်ပါဒါမှမဟုတ်လို့ရှင်တချို့တွေကကြ peeling solution လေးတွေသုံးတယ် ordinary ya peeling solution လေးလည်းနာမည်ကြီးရယ်เนาะတခြားမှာလည်း peeling solution နာမည်ရှိပါတယ် percentage လေးတွေကကိုသုံးနိုင်သလောက်ပေါ့အနည်းဆုံးကနေစပြီးသုံးပေါ့เนาะအာ peeling solution သုံးရင်လည်းအဲ့လိုပဲနှစ်ပတ်တစ်ခါလောက်မှာပဲအသုံးပြုပါတချို့တွေကကြတော့ဒီ aesthetic clinic တို့เนาะအာကျမတို့အရေးပြအထုကုဆရာဝန်တွေဆီကိုလာတယ်အဲ့ဒါဆိုလို့ရှိရင် ဘာလုပ်လဲဆိုလို့ရှင် healing လုပ်တယ်ပေါ့ chemical peeling လုပ်တယ်အဲ့ဒါကကြတော့ဒီဆရာဝန်ကိုရိုင်းလုပ်ပေးတာဖြစ်တဲ့အတွက်သူက percentage များများလေးလုပ်တယ်အဲ့ဒါကကြတော့လေသူကတစ်လတစ်ခါပေါ့နော်တစ်လအနည်းဆုံးတော့တစ်လဆောင်ရတယ်တစ်လတစ်ခါမှပဲလုပ်ပါ body scrub အပြင်လေခဏကိုလေးကြီးချွတ်ချင်တယ်ဆိုလို့ရှင်ကျွန်မသုံးတဲ့နည်းလေးပြောပြပေးမယ်။ကျွန်မကတော့ body scrub တွေတိုက်ပြီးသုံးလို့မရှိဘူး။ဒါပေမဲ့ခဏကိုမှလည်းတစ်ခါတလေကြာရင်လေ body acne ဆိုတဲ့ခဏကိုမှထွက်တဲ့ဝက်ချံလေးပေါက်တတ်တော့မျက်နှာမှာအပြင်ကိုအဲ့ဒီ body မှာလည်းပေါက်တတ်သေးတယ်။အဲ့တော့ကြာတော့ CeraVe SA ဆိုတာလေသူက salicylic acid 2%ပါတယ်။အဲ့ဒီ body wash ပေါ့ face wash ကို body wash ကိုသူကတစ်မျိုးတည်းပဲလာတယ်။ အဲ့ဒါနဲ့ပဲသုံးလိုက်တယ်ပေါ့နော်တစ်လတစ်ခါလောက်မှပဲသုံးဖြစ်ပါတယ်မျက်နှာကိုကြာတော့ညတိုင်းလောက်နေပါသုံးဖြစ်တယ်ဒီခန္ဓာကိုယ်ဆိုလို့ရှိရင်တော့တစ်လကိုတစ်ရက်ကုန်ဟောင်းနှစ်ရက်တော့သုံးဖြစ်တယ်အဲ့အတိုင်းပဲအဲ့ဒီအတိုင်းပဲပေါ့နော်။သူက body scrub အတိုင်းပဲဖြစ်သွားမှာပဲလीနော်။သူလည်း exfoliate ဖြစ်တာပဲ။ပြီးတော့ကတော့ကိုက body lotion တွေချရကြတော့လေဒီ tinted eye drops ဆိုလို့ရှိရင်ဒီ chemical peeling ကတွဲပြီးတော့လုပ်တတ်ကြတယ်အဲ့ဆန်ချရလို့ရှိရင်ဆရာဝန်က၃ပတ်တစ်ခါရော၂ပတ်တစ်ခါရောလုပ်ပြီးတတ်တာရှိရပေါ့နော်အဲ့ဒါကြလို့ရှိရင်တော့သူလည်းသူ percentage နဲ့သူပေါ့အဆင်ပြေတာကြည့်ပြီးတော့လုပ်ပြီးလိမ့်မယ်နော်ကိုယ့်ဘာကိုယ်လုပ်ရင်ကြတော့အဲ့လောက်မသွားနဲ့ပေါ့နော်အဲတစ်လားတစ်ခါလောက်မှပဲကိုယ့်ဘာကိုယ်လုပ်ရင်ကြတော့အဲ့လိုလုပ်ပေါ့လေနော်ဒီဘာမှပြဿနာမရှိလို့ရှိရင်ပေါ့ chemical peeling လုပ်တာတစ်လားတစ်ခါလောက်လုပ်ရင်ရပါတယ် အိမ်မှာ DIY လုပ်ရင်တော့နှစ်ပတ်တစ်ခါလောက်ပဲလုပ်ပါအဲ့ဒါဆိုလို့ရှိရင် over exfoliate မဖြစ်တော့ဘူးပေါ့နော်ဆောင်းအပူအနေနဲ့ကကြတော့အေးရေဝဝအိမ်မှာစိတ်ချမ်းချမ်းသာသာနေမယ်ပျော့ပျော့ရွှင်ရွှင်နေပေါ့ပြီးရင်တင့်တင့်မြတ်တာဆိုစားရမယ်ပေါ့ရေမြမြလဲတောက်ဖိဖို့လိုအပ်ပါတယ်ကျမလှပတော့အေးပြပါဆန္ဒကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံးတွေ့မယ်နော်ဘိုင်ဘိုင်